တဲ့ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်တယ်မှာဒီကနေ့ match လ30ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မှာငလင်ကြီးလှုပ်ခတ်မယ်ဆိုတဲ့ color hala တွေကြောင့်ပြည်သူတွေညတကောင်အချိန်အစစ်မြင့်တိုက်တာများပေါ်မှာဆင်းပြေးပြီးလက်မော်မှာနေကြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရန်ကုန်မှာငလင်ကြီးလှုပ်ခတ်မယ်ဆိုတဲ့ကောလာဟာလတွေကြောင့်ပြည်သူများညတကောင်အချိန်အထက်မြင့်တိုက်တာများပေါ်မှာပြေးဆင်းပြီးလမ်းပေါ်မှာနေကြကြောင်းရန်ကုန်အခြေစိုက်ပရဟိတအဖွဲ့တကူကပြောဆိုပါတယ်။ယနေ့မက်ရှလာ30ရက်နေ့နနက်တနားရီအချိန်မှာလှုပ်ခတ်မယ်ဆိုတဲ့ကောလာဟာလတွေပြန့်နှံ့လာခြင်းဖြစ်ပြီးလမ်းပေါ်မှာနေပြီးတတိထားကြဖို့ငလင်လာမယ်လို့အော်ဟစ်ပြောဆိုသွားကြသူတွေကြောင့်ရန်ကုန်မြို့လေကောင်မှာရှိတဲ့မင်္ဂလာတောင်ညွန်းလာတာကျောက်တရာစမ်းကြောင်းပပေးတန်း ဗုဒ္ဓထောင်အပါအဝင်အထက်မြင့်တိုက်တာများပေါ်မှပြည်သူတွေလမ်းပေါ်ပြေးထွက်လာကြကြောင်းတချို့မှာတနအီခန့်အကြာပြန်တက်သွားကြတော့လဲအများစုမှာမအိတ်ကြတော့ပဲလမ်းပေါ်မှာတစုအင်တိုက်ခန့်ဝရဏာတွေမှာစုပေါင်းရနေထိုင်ကြကြောင်းသိရှိရပါတယ်ပြည်သူတွေလည်းကြောက်လန့်နေကြတာအဲ့ဒီငလင်လာမယ်ဆိုပြီးအော်သွားတဲ့လူတွေလည်းဘာလို့အဲ့ဒီလိုလှုပ်ကြလဲမသိဘူးမိကလည်းမလာဘူးလမ်းမီးပဲလာတယ်ဘယ်သူမှမအိတ်ရဲကြဘူးစုလေနဲ့ပန်းညံနားမှာလမ်းလေပလက်ဖောင်းတွေမှာနေနေကြတာလူတွေကတော့အများကြီးပဲကျွန်တော်တို့ကငလင်ဆိုတော့ အဲ့ဒီလိုကြီးလာမယ်လို့မှန်းလို့မရဘူးဆိုတာရှင်းပြတယ်ဒါပေမဲ့ကြောက်နေကြလို့ပြောလဲတိတ်နားမဝင်ကြဘူးလို့ရန်ကုန်မှာပရာဟိတသမားကရှင်းပြပါတယ်ကောလာဟာလာတွေကြောင့်လူအများအထက်မြင့်တိုင်များပေါ်မှာပြင်းစင်ကြရမှာကျမ်းမရင်မကောင်းတဲ့ပြည်သူတချို့မှလည်းအမောဖောက်မှုများရှိတဲ့အတွက်ရန်ကုန်စေယုံကြီးကိုအရေးပေါ်ပို့ဆောင်ရမှုများလည်းရှိကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်နဲ့တက္ကသိုလ်မှရှိတဲ့ဝင်ကြီးဌာနရုံးနေတဲ့ဝန်ထမ်းအင်အားတွေမှာငလင်တန်ကျောက်ပြိုကျပြီးတည်ဆုံးသူဝန်ထမ်း230ကျော်ကိုမြင့်တက်လာ အမြဲတမ်းအတွင်းဝင်ဒုဗိုလ်မှူးကြီးအောင်ညွန့်ဝင်းတည်ဆုံနေပြည်တော်ဝန်ထမ်းနဲ့မိသားစုများလက်မော်ရင်းသာနေထိုင်ရညအိတ်နေရဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်နဲ့တကုံးမြို့နယ်တို့မှာရှိတဲ့ဝင်ကြီးဌာနရုံးနဲ့ဝန်ထမ်းအရာတွေမှာငလင်တန်ကြောင့်အဆောက်အအုံပြိုကျမှုများစွာဖြစ်ပေါ်ခဲ့ပြီးတည်ဆုံသူဝန်ထမ်း230ကျော်အရေးအတွက်ကိုမြင့်တက်လာကြောင်းဝန်ထမ်းအတိုင်းအဝိုင်းကပြောဆိုပါရတယ်။အရှလာ28ရက်နေ့မွန်လယ်ပိုင်းမှာနေပြည်တော်အလို့သမားဝင်ကြီးဌာနဝင်ကြီးရုံးပြိုကျခဲ့ရမှာအမြဲတမ်းအတွင်းဝင်ဒုဗိုလ်မှူးကြီးဟောင်းညွန့်ဝင်းမှာဒဏ်ရာရရှိပြီးတည်ဆုံသွားခဲ့ကြောင်း အလို့သမားဝန်ကြီးဌာနမှဝန်ထမ်းအများအပြားနဲ့ဒဏ်ရာရရှိကြောင်းထို့ပြင်နိုင်ငံခြားရေးဝန်ကြီးဌာနမှအရာရှိတချို့နဲ့ဝန်ထမ်းများလည်းဒဏ်ရာရရှိကြောင်းအခြားသောဝန်ကြီးဌာနရုံးများမှလည်းဒဏ်ရာရရှိသူများနဲ့တိတ်ဆုံးသူများများပြားကြောင်းသိရှိရပါတယ်။နေပြည်တော်ဝန်ထမ်းအေယာမှာကတော့တိတ်ဆုံးတာ200ကျော်နေပါပြီ။တက်ကုန်းမှာလည်းတိတ်ဆုံးတာ30ကျော်ရှိနေပြီ။တိတ်ဆုံးမှုများကတော့ဝန်ထမ်းအေယာတွေမှာပြိုကျပြီးတိတ်ဆုံးမှုတွေပါ။ဒဏ်ရာရရှိသူတွေလည်းဖြစ်တယ်လို့ပဲစိတ်ကူတတ်မှုလုပ်နေရတယ်။သူထက်ငါစိုးရင်ရတဲ့သူတွေကြီးပဲလို့နေပြည်တော်သတင်းအရင်းမြစ်ကပြောဆိုပါတယ်။ ်လက်ရှိမှာနေပြည်တော်မှာရှိတဲ့ဝန်ထမ်းတွေနဲ့ဝန်ထမ်းမိသားစုများအားလုံးမှာလက်များပေါ်ရင်သာနေထိုင်အိပ်စက်ကြပြီးဝန်ထမ်းအင်အားအများစုမှာနေထိုင်ရန်မသင့်တော်တဲ့အခြေအနေကိုရောက်ရှိသွားကြောင်းသိရှိရပါတယ်။ဝန်ထမ်းအင်အားတွေအားလုံးကတော့ပြိုတဲ့ဟာပြိုတယ်မပြိုတဲ့ဟာကလည်းတိုက်တွေ့ဆောင်းကုန်တာပင်တန်းတွေကွဲအပ်ကုန်တာတွေရှိတော့လူနေဖို့မသင့်တော်ဘူးမိသားစုတွေနဲ့ဝန်ထမ်းတွေကအကွဲဆောင်နေတဲ့တိုက်တွေမှာလိုအပ်တာလေးတွေဝင်ယူနေတာနဲ့အိတ်တာကအပြင်မှာပဲဖြတ်ခင်းပြီးနေကြအိတ်ကြရတယ်အင်တာတက်တဲ့အချိန်ခဏပြန်ပြေးတက်ရတာ ။နေရာတွေမှာတော့နေဖို့မတင့်တော်တော့ဘူး။လာမယ့်တနင်္လာနေ့ရုံးတွေတက်ဖို့တောင်ခက်မယ်လို့နေပြည်တော်ဝန်ထမ်းတအုပ်ကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြိုကျနေတဲ့ Mandalay Sky Villa ကွန်ဒိုအပျက်စီးအောက်မှာပိတ်မိတဲ့သူများကကေဆယ်ပေးရန်အော်ဟစ်အကူအညီတောင်းနေရင်းကွန်ဒိုကိုစစ်တပ်ရဲ့မိဖက်အောင်မြင်သူကုမ္ပဏီကတိစောက်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Mandalay Sky Villa ကွန်ဒိုမှာပိတ်မိနေတဲ့သူတွေကကေဇေပေးဖို့အော်ဟစ်အကူအညီတောင်းတဲ့များအပြင်မှကြားနေရကြောင်းကေဇေကြီးလုံနေသူများကပြောဆိုပါရယ် ယမန်နေ့ငလင်ကြောင့်မန္တလေးစကိုင်းဗီလာကွန်ဒိုမှာ17တက်အဆောက်အုံ3လုံးအနက်မှာ2လုံးမှာလုံးဝပြိုကျသွားပြီးကြံအဆောက်အုံတစ်လုံးမှာ၄တက်မြေကြီးအတွင်းသို့ကျုံဝင်သွားပြီးကြံ9တက်သာမြေပေါ်တွင်ရှိနေကြောင်းသိရှိရပါတယ်။စကိုင်းဗီလာကတအီအီနဲ့ပြိုနေတာပြိုကျတဲ့ပမာဏကအရင်ကြီးတော့အင်မတန်ကြီးတဲ့ဆက်ရန်နေရာကြီးတွေနဲ့မှကေစေးလုပ်ဖို့အဆင်ပြေလောက်မယ်လို့မန္တလေးဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ လက်တလောအောင်မြေတာဆန်မြို့နယ်မှာရှိတဲ့ Sky Villa အဆောက်အုံပြိုကျမှုမှရုပ်အလောင်း၉လောင်းတွေ့ရှိထားပြီးအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သူ၄၃ဦးထိရှိပြီဖြစ်ကြောင်းမိသက်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။မန္တလေး Sky Villa ကွန်ဒိုအင်ယာစီမံကိန်းကိုစစ်တပ်နဲ့ဆက်နွယ်တဲ့အောင်မြေသူကုမ္ပဏီကတိစောက်ခဲ့ခြင်းဖြစ်ပြီးငလင်တန်ခန်းနိုင်သည်ဟုပြောဆိုကြေညာရောင်းချခဲ့ခြင်းဖြစ်ပါတယ်။ကွန်ဒိုမှာက၁၇ထက်အတွဲ၃တွဲရှိတာရှိတဲ့တွဲပဲ၇ထက်ကျန်တာနောက်၂တွဲက၁၇ထက်လုံးပြိုသွားတာအခုကရှေ့ချမ်းတွဲပဲ၇ထက်ကျန်တာ Skyvilla contractor ကအောင်မြင်သူ company ဆိုတာကစစ်တပ် MEC အောက်ကကြီးကြပ်သူ QA QC consultant က top engineering ကစောက်လုပ်ရင်ဝန်ကြီးဟောင်းဦးကျော်လွင်းနဲ့လက်မှတ်ထိုးလှုပ်ရှားသွားတဲ့စောက်လုပ်ရင်ဝန်ကြီးဟောင်းနဲ့ materials တွေခိုးစားတဲ့အောင်မြင်သူဆိုတဲ့စစ်တပ်အောက်က MEC က contractor တွေပေါ်လို့မန္တလေးကစောက်လုပ်ရင်လုပ်ငန်းရှင်တူကရှင်းပြပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လေးကိတ်ကိုတိုက်ပွဲမှာတေဆုံးတယ်လို့သတင်းလွှင့်ပြီးနေပြည်တော်အခွန်ညွှန်ကြားရေးမှူးအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်မှူးထင်လင်းရဲ့ဇနီးနဲ့သမီးဖြစ်သူတို့ငလင်တန်ကျောက်တေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်လေးကိတ်ကိုတိုက်ပွဲမှာတေဆုံးတယ်လို့သတင်းလွှင့်ပြီးနေပြည်တော်အခွန်ညွှန်ကြားရေးမှူးအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်မှူးထင်လင်းရဲ့ဇနီးနဲ့သမီးဖြစ်သူတို့ ငလင်တန်ကြောင့်တည်ဆုံးခဲ့ကြောင်းဒေတာရင်းသတင်းအရင်းမြစ်ကပြောဆိုပါရယ်မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင်ငလင်ကြောင်းနေပြည်တော်အခွန်ညွှန်ကြားမှုအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေရတဲ့ဗိုလ်မှူးထင်လင်းစော်ရဲ့ဇနီးယူစနာကျော်နဲ့တမိဖြစ်သူတို့တိုက်ပြီးတည်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ်ဗိုလ်မှူးထင်လင်းစော်ဟာပသိမ်မြို့ဖတ်တန်းလန်းအနတ္တဂုံကြီးတစ်ဆက်ပိုင်ရှင်ရဲ့တမက်ဖြစ်ပြီးလေးကေကော်တိုက်ပွဲမှာတည်ဆုံးတယ်လို့သတင်းလွှင့်ကနေအိမ်မှာအနားယူနေထိုင်ပြီးမှပြည်တွင်းအခွန်ဦးစီးဌာနဘက်ကိုအသွင်ပြောင်းရွှေ့သွားသူဖြစ်ကြောင်းသိရှိရပါရယ် ပသိမ်မြို့ဖတ်တန်းလန်းအနတ္တဂုံကြီးတစ္ဆက်ပိုင်ရှင်ရဲ့တမတ်အကျန်းဖတ်ဘုံမှုထင်းလင်းစော်ရဲ့မိမယူဇနာကျော်နဲ့တမီးဖြစ်သူတို့နေပြည်တော်မှာတိုက်ပိပြီးတေဆုံးလာလို့သိရတယ်။ရုပ်အလောင်းတွေကတော့နေပြည်တော်မှာပဲလို့သိရတယ်။ ပသိမ်မြို့ကိုအခုထိပြန်မတည်သေးဘူးလို့ဒေတာရင်းသတင်းအရင်းမြစ်ကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့သခိုင်းတမျိုးလုံး80ရာခိုင်နှုန်းပြိုကျပျက်စီးပြီးတည်ဆုံးသူများရှိပေမဲ့လည်းကယ်ဆယ်ရေးမရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းမြို့တမျိုးလုံးယမန်နစ်ကလွတ်ခတ်ခဲ့တဲ့ငလင်ကြောင်း80ရာခိုင်နှုန်းပြိုကျပျက်စီးပြီးလက်တလောတည်ဆုံးသူစီရင်90နီးပါးအတိပြုထားနိုင်ကကူညီကယ်ဆယ်ရေးလုပ်ပေးမဲ့သူမရှိဖြစ်နေကြောင်းသခိုင်းမြို့မှပြည်သူများကပြောဆိုပါတယ်။သခိုင်းကမန္တလေးထက်တောင်အသေးပြောက်များနိုင်တယ်။မြက်ကိုပိုင်တန်တန်းကြောင်းမှာကလေးတွေစာတင်နေတော့ပြိုကျတာကလေးအလုံးစုံတယ်။ ပြိနေတယ်လေးကျွန်းမြေအုတ်เจ้าမှာလဲရင်ကျေးလိမ်မှာတင်တန်းတွေဖွင့်နေတော့ပြိုကျတာကလေးတဝက်နီးပါးပါသွားတယ်အခုကစရင်ကောက်ဖို့နေနေတာတာကေဇေရီကိုမစနိုင်တာလို့စကိုင်းအခြေဆိုင်ကေဇေရီလုပ်ရင်ကျိုးပန်းနေတဲ့ပရဟိတအဖွဲ့ဝင်တို့ကပြောဆိုပါတယ်စကိုင်းမြို့နဲ့မန္တလေးမြို့တွေကိုဆက်သွယ်ထားတဲ့စကိုင်းတထအစ်စ်မှာလဲအကွဲเจ้าမှာဖြစ်ပေါ်နေခြင်းနဲ့ချင်းကက်လမ်းများပြိုကျနေတဲ့အတွက်ကုန်လန်ဆက်သွယ်ရေးပြတ်တောက်နေကြောင်းပြည်သူများမှဇေယျရင်များဖြင့်စကိုင်းနဲ့မန္တလေးအကြားကူးတက်နေရကြောင်းသိရှိရပါတယ်။မန္တလေးဘက်ကကေဇေယီတွေဒီဘက်ကိုမလာနိုင်ဘူး။ တမျိုးလုံးကတော့အပြည့်စည်တွေကိုထိုင်ကြည့်နေရတာလို့ပြည်သူတို့ကပြောဆိုပါတယ်။စကိုင်းမြို့မှာဗလီ၃လုံးပြိုကျခဲ့ပြီးလက်တလော့စင်းများအရ45ဦးတေဆုံးကြောင်းတေဆုံးသူများတွင်အတိပြုထားပြီးအလောင်းများမှာအပြည့်စည်များအောက်တွင်ပြိမိနေကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ငလင်ဘေးဒဏ်သင့်ပြည်သူများပေါ်တတ်နိုင်တဲ့ပတ်မှာအမြန်ဆုံးထောက်ပံ့ကူညီသွားမယ်လို့ညီနောင်မဟာမိတ်၃ဘွဲ့ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ငလင်ဘေးတန်တဲ့ပြည်သူများပေါ်လူသားချင်းစာနာထောက်ထားစွာဖြင့်တက်နိုင်တာကိုအမြန်ဆုံးထောက်ပံ့ကူညီသွားမယ်လို့ပြည်ထောင်စု စိတ်သက်သွေးရင်းညီကိုစိတ်သက်အပြည့်နဲ့အတိပေးကြောင်းမြောက်ပိုင်းညီနောင်မဟာမိတ်တုံးဘွဲ့ကထုတ်ပြန်ပါတယ်။တဘာဝဘေးတန်ကြောင့်ပြည်သူလူထုများအသက်အိုးအိမ်စီးစိမ်နဲ့အဆောက်အအုံများစွာပျက်စီးဆုံးရှုံးခဲ့ရမှုပေါ်ညီနောင်မဟာမိတ်တုံးဘွဲ့အနေနဲ့ကာယကံရှင်မိသားစုများဆွေမျိုးများနဲ့ထပ်တူဝမ်းနည်းရပြီးများစွာစိတ်မကောင်းဖြစ်ရကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ထို့ပြင်လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင်းကလင်းနဲ့၎င်းရဲ့နောက်ဆက်တွဲငလင်းတွေကြောင့်ထိခိုက်ဒေဆုံးပျက်စီးဆုံးရှုံးမှုပကတိမြေပြင်အချက်အလက်များနဲ့မိုးလေဝသနဲ့ဇလဗေဒတိုင်းထွာချက်များအရနောက်ဆက်တွဲငလင်းများထပ်မံဖြစ်ပေါ်လာနိုင်ပွဲရှိသေးတာကြောင့်ပြည်သူများအနေဖြင့်ဒူဂယူဆိုင်သွာလာနေထိုင်ကြပါရန်သတင်းမှန်များကိုနားဆွင့်ကြရန်လဲညီနောင်သုံးဘက်ကအကြံပြုတိုက်တွန်းထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ အန်ယူဂျီကဒိုးစစ်များနှစ်ပတ်ကြာရပ်တန့်ပြီးစစ်ကောင်စီထိန်းချုပ်တဲ့မြို့ကြီးတွေမှာလုံခြုံရေးအာမခံချက်ရှိပါက CDM ဝန်ထမ်းများနဲ့အတူငလင်ဘေးတင်ပြည်သူများအတွက်အရေးပေါ်ကေဆေးရေးနဲ့ကုသရေးဆောင်ရွက်မယ်ဟုကြေညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြို့သားညညရေးအစိုးရအန်ယူဂျီကဒိုးစစ်များနှစ်ပတ်ကြာရပ်တန့်ပြီးလုံခြုံရေးအာမခံချက်ရှိပါက CDM ဝန်ထမ်းများနဲ့အတူငလင်ဘေးတင်ပြည်သူများအတွက်အရေးပေါ်ကေဆေးရေးနဲ့ကုသရေးဆောင်ရွက်မယ်လို့ယနေ့ညပိုင်းမှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ စစ်ကောင်စီထိန်းချုပ်နေမြများဖြစ်တဲ့မြို့ကြီးများမှာလုံခြုံရေးအမခံချက်ရှိပါကမြို့သားညီညွတ်ရေးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ CDM ကျွမ်းကျင်ဝန်ထမ်းများနဲ့နိုင်ငံတကာကူညီကေဇေးရေးအဖွဲ့များနဲ့ပူးပေါင်းဆောင်ရွက်ပြီးငလင်ဘေးတင်ပြည်သူများအတွက်အရေးပေါ်ကေဇေးရေးနဲ့ကုသရေးလုပ်ငန်းများဆောင်ရွက်တော်မူဖြစ်ကြောင်းကြေညာလာခြင်းဖြစ်ပါတယ်။ထို့ပြင်ငလင်တန်းကြောင့်ပြိုကျပျက်စီးနေတဲ့အိမ်အဆောက်အအုံနဲ့လုပ်ငန်းခွင်တွေမှာပိတ်မိနေတဲ့ပြည်သူတွေကိုအရေးပေါ်ကေဇေးရေးလုပ်ငန်းများဆောင်ရွက်နိုင်ဖို့အတွက်ငလင်ဘေးတင်တဲ့ဒေသတွေမှာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့မိမိကိုယ်ကိုခုခံကာကွယ်စစ်မှတပါထိုးစစ်အားလုံးကို30ရက်3လ2025ရက်နေ့မှစတင်ကနှစ်ပတ်ကြာရည်နာထားမယ်ဖြစ်ကြောင်းကြေညာချက်မှထုတ်ပြန်ထားပါတယ်ကုလသမဂ္ဂကွန်ကြီးကေစရေးအဖွဲ့များနိုင်ငံတကာအဖွဲ့အစည်းများ INGOs များအနေနဲ့ငလင်ဘေးတင်ပြည်သူများအတွက်ရေးပေါ်ကေစရေးနဲ့ကုသရေးလုပ်ငန်းများအမြန်ဆုံးကူညီဆောင်ရွက်နိုင်ရန်ဖိတ်ခေါ်တိုက်တွန်းပါတယ် အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်နယ်မြေများမှာကုလသမဂ္ဂကွန်ကြီးကေဇယေးအဖွဲ့များနိုင်ငံတကာအဖွဲ့အစည်းများ INGOs များအရေးပေါ်ကေဇယေးနဲ့ကုတ္တရေးလုပ်ငန်းများဆောင်ရွက်နိုင်ဖို့အတွက်လုံခြုံရေးတည်ယူပို့ဆောင်ရေးနဲ့ယာယီကေဇယ်ကုတ္တရေးစံနာများဖွင့်လှစ်ရေးတို့ကိုတာဝန်ယူပူးပေါင်းဆောင်ရွက်မယ်လို့လည်းကြေညာထားပါတယ်။နိုင်ငံအဝန်ငလင်ပေးတင်ပြည်သူများနဲ့အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်နယ်မြေမှာရှိတဲ့ငလင်ပေးတင်ပြည်သူများဖြစ်နိုင်တဲ့နီလန်းပေါင်းစုံနဲ့အရေးပေါ်ကေဇယေးနဲ့ကုတ္တရေးလုပ်ငန်းများဆောင်ရွက်နိုင်ဖို့အတွက်ကနအူးမှာအမေရိကန်ဒေါ်လာတစ်သန်းရထားသုံးဆွဲသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့တော်လှန်ရေးအင်အားစုများမဟာမိတ်အဖွဲ့အစည်းများအရက်ဖက်အဖွဲ့အစည်းများနဲ့အတူလက်တွဲကပြည်သူ့မှပြည်သူတို့အစီအမံဖြင့်ကုညီကေဇေးရေးလုပ်ငန်းများကိုအစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတိုင်းရင်းသားပြည်သူလူထုတရလုံးအနေနဲ့လည်းငလင်ဘေးတင်ပြည်သူများအတွက်အရေးပေါ်ကုညီကေဇေးရေးလုပ်ငန်းများမှာအမျိုးသားညီညွတ်ရေးအစိုးရတော်လှန်ရေးအင်အားစုများနဲ့အစွမ်းကုန်ကုညီပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းထားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနှาศင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။ နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာရှင်လန်းချမ်း